ဖခင်နဲ့တာထိတ်တိုက်ရင်ဆိုင်ရသလိုဖြစ်လာမယ့်ချန်ပီယံလီပွဲစဉ်လာမယ့်ချက်စီတင်းနဲ့ဘင်ပီကာတင်းတို့ရဲ့ချန်ပီယံလီပွဲစဉ်မှာဘင်ပီကာတင်းနှိပြဂျိုဆင်းမော်ရင်ဟိုတို့သူလည်းစီတင်းနဲ့တင်းအောင်ချက်စီတင်းတို့ရဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကရိုးရှင်းတဲ့ဘောလုံးပွဲစဉ်တစ်ခုဖြစ်ယူမြင်လို့မရနိုင်တော့ပါဘူးအဲဒါကနေပြတူဦးရဲ့စိတ်ခံစားမှုဆိုင်ရာပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာမှသိကြပါရယ်ပွဲမနိုင်ကမှာနီပြမော်ရင်ဟိုကသူဟာချက်စီတင်းရဲ့အမြဲတမ်းပြာယောင်ဖွဲ့ဝင်တူဦးဖြစ်ကြောင်းကိုပို့ဝင်လင်လင်ပြောကြခဲ့ပြီးသူရဲ့နှလုံးသားထဲကခံစားချက်နဲ့ professional တာဝန်တစ်ခုကြားကပြိပကကိုကဘာကိုချပြလိုက်ခြင်းပဲဖြစ်ပါရယ် မော်ရီဟိုရဲ့ထုတ်ပေါ်ပြောဆိုမှုကသူနဲ့ချက်စီတင်တို့ရဲ့ခွဲလို့မရတဲ့တမိုင်းကြောင်တစ်ခုကိုဖန်နီကဲတူဖြစ်ကြောင်းကိုထပ်လောင်းတီးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ကအမြဲတမ်းပြရန်ဖွဲ့ဝင်တူဥပါဆိုတဲ့စကားကသူ့ရဲ့နှလုံးသားကစတန်ဖို့ဘရင်းနဲ့အတူအမြဲတမ်းရှိနေကြောင်းပြသနေပြီးပွဲစဉ်ကိုဖောက်ကျင်နေတာထိတ်ထရင်ဆန်ရသလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေကိုဖန်နီပြခဲ့ပါတယ်။ဘလုံးမပွားကိုမစွန့်လို့သေးတဲ့မော်ရီဟိုရဲ့ယင်ထဲမှာချက်စီတင်တို့အမြဲတမ်းနေရရှိနေမှာတေးကြပါတယ်။ဒါပေမဲ့ professional ဒီပြတူဦးနေနဲ့သူ့မှာလက်ရှိအသင်းဘီဘီကာဘော်တာဝန်ရှိနေစေဖြစ်ပါတယ်။ဒါကြောင့်သူအစိတ်ကန်စားမှုတွေကိုဘေးပယ်ထားပြီးဘီဘီကာတင်းကအတင်းအောင်ကိုနိုင်ငံရေးဆန်းရှိမယ်လို့မျှော်လင့်ထားကြောင်းဝန်ခံခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုးတိစားတရားနဲ့အတံပွဲပွဲကြောင်းဆိုင်ရာတာဝန်တစ်ခုကြာကပရိပကကလာမဲ့ဘွဲစင်ကိုဒရမာအပြင်နဲ့ရင်ခုန်စွဲကောင်းစေခဲ့ပါတယ်။မော်လီဝါဆက်စီတင်းကိုနှစ်ချိန်တိုင်းကန်တွဲခဲ့ပြီးသူရောက်ရှိလာချိန်ကစပြီးသူ့ကိုယ်သူချင်းညာခဲ့တဲ့အတိုင်းစပယ်ရှယ်ဝမ်နီးပြဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ဆက်စီတင်းမှာပထမတက်တန်းကို2004ကနေ2009ခုနှစ်ထိကန်တွဲခဲ့ပြီးဒုတိယတက်တန်းကိုတော့2013ကနေ2015ထိကန်တွဲခဲ့ပါတယ်။တာဝန်ယူတဲ့တက်တန်းတစ်ခုတွင်မှဆက်စီတင်းအတွက်တမောင်းဝင်စူပလာစုစုပေါင်း9ခုကိုရယူပေးနိုင်ခဲ့တာကသူရဲ့နီးပြဘွားရည်ချင်းနဲ့ရိုက်ခတ်မှုကိုအကောင်းဆုံးသက်သေပြသနေတာလည်းဖြစ်ပါတယ်။အဲ့ဒီစူပလာတွေကတော့ပရီးမီးယားလိဂ်ဖလား၃ချိန် အဖိဘာတကြိမ်နဲ့လီဖလာသုံးကြိမ်လိုပဲဖြစ်ပါတယ်။ဂီလိုမိုတီကျေခန္ဓာတဲ့အောင်မြင်မှုတွေကမော်ရင်ဟိုကိုချက်စီတင်ပရိသတ်တွေရဲ့နှလုံးသားထဲမှာဖျောက်ဖျက်မရတဲ့ဂန်ဝင်တူဦးဖြစ်ခိုင်းမနေရာယူစီခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။လက်ရှိအသက်62နှစ်ရွယ်ရှိပြီဖြစ်တဲ့မော်ရင်ဟိုကမိဘပေါ်ပေါ်ဆွဲလက်မှုပြင်းထန်သူဖြစ်တာကိုသူ့ရဲ့လက်တော်လုံးရည်ကပြသနေတာလည်းဖြစ်ပါတယ်။ပြီးကြတဲ့အောက်ဂရကမှာဖီနာပါချီတင်းကနေထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာတော့ တလမပြေကမှာပဲဗင်ဘီကာအတင်းလေးပြဖြစ်လာခဲ့တာကသူရဲ့အောင်မြင်မှုရယူလိုစိမ့်နဲ့အနားမြူလိုတဲ့စိတ်ဓာတ်ကိုထင်ရှားနေတာလည်းဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ဗင်ဘီကာအတင်းကသူရဲ့နီးပြပွားကို2000ပြည့်နှစ်ကလေးကစတင်ခဲ့တဲ့ကလပ်ဖြစ်တာကြောင့်အခုဒီချိန်ပြန်လာမှုကနီးပြပွားရဲ့စပိုင်းတစ်ခုပြေးသွားခြင်းနဲ့တူနေပါတယ်။ဗင်ဘီကာအတင်းတို့သူရဲ့ဒုတိယတက်တန်ပထမဆုံး၃ပွဲမှ၂ပွဲနိုင်တဲ့ပွဲတည်းဆိုတဲ့မရှုံးနိုင်သေးတဲ့ရလက်ကိုဆွဲဆောင်သွားပြီးဒီရလက်ကောင်းတဲ့ချက်စီတင်းလို့အတင်းကြီးကိုရင်ဆိုင်မှုတဲ့စိတ်တမိုင်းဆိုင်ရာအားတက်လောင်းနေပါပြီ။ဒီလိုချိန်တွေကြောင့်လာမယ့်ချန်ပီယံလိပွဲစဉ်ကမော်ရီဟိုအတွက်သူဖန်နေခဲ့တဲ့ဂန်နဝင်မွေးနေ့ကိုထိတဲ့ရင်သူရဲ့လက်ရှိတင်းပေါ်တာဝန်ကိုပါအပြည့်အဝကျင်းပအောင်လှုပ်ဆောင်ရမယ့်ကမ္ဘာ့ဘောလုံးပရိသတ်ရဲ့အာယုံဆိုင်မှုအများဆုံး ံပွဲဖြစ်လာတော့မှာဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့